အပလာပါပြီးတော့ငါပြလာပြီးတော့မဖားလေပုံမှုဆိုပါလေဒါလို့ပုံမှုပါကျွန်တော်မပြောဘူးတွေ့တယ်တွေ့တယ်ခုတည်းကပုံမှုစတယ်ပုံမှုမနိုင်သေးဘူးပုံမှုအဘဒီမှာကျွန်တော်ဟိုဟာဟိုဟာတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တဲ့နေရာကြီးကိုထားပြီးတော့ဘယ်သူခုမှချက်မမရဘဲနဲ့မိကြီးလာကိုလာခဲ့တယ်ဆိုရင်သူ့မှာပြည့်စီတာပေါ့နောက်တစ်ခုသူ့ရဲ့ကားကနိုင်ငံတော်ထုတ်ပေးထားတဲ့မတော်ကားမဟုတ်ဘူးသက်ဆိုင်ရာရုပ်အစင်လိုက်စီးရမယ်ကားမဟုတ်တာဖြစ်တဲ့အတွက်အရက်ကားနဲ့လာရင်သက်ဆိုင်ရာတားမှာပဲ ပြောပါမယ်အင်ဂျင်လေးကိုဘယ်တက်ကပါကွာဘယ်သူပါကွာဆိုရင်ပြပြလေးလေးပါပဲငါမင်းတို့ဘာလုပ်တယ်ငါဘယ်သူမှလို့လဲမှတ်တက်ရင်တော့အဆင်ပြေနော်ဆိုတော့ဥတောင်အောင်သူလုံနေတဲ့လူတွေဒီလိုပြောလို့အယူခံရဲဆိုရင်ဘယ်သူကပြောချင်တော့မှလဲဘယ်သူကလုတ်ချင်တော့မှလဲဥပဒေဆိုတာပါလဲညွန်ကြားချက်ဆိုတာပါလဲဒေသနာအမိန့်တွေဆိုတာအတုံးမဝင်တော့ဘူးလားမေးချင်ရှိလားမင်းအဲ့မှာဥစဉ်လက်ချက်ချင်းလက်ငယ်မိထီလာဘုံမှုစုဖော့ဆက်တဲ့ဒကာကြီးတကာကြီးမားတယ်ဒီဘယ်သူဖိုင်နဲ့ပတ်တက်ပြီးအဲ့တော့တောင်းပန်လိုက်ပါဒကာကြီးဆိုအဲသူလဲ အဲ့ဒီပုံမူလဲယောက်ျားကောင်းပီတာတယ်လို့ပဲပြောရမှာပဲဦးစင်ကအေးစေးစေးပြောသွားသူကိုယ်တိုင်လဲတွားပြီးမှတောင်းမှန်တယ်ဒါယုံထီသူတွားတောင်းမှန်တယ်ပေါ့နော်ကိုတော်ထွန်းရတော့ဒါခွန့်လွတ်တယ်ခွန့်မလွတ်ဘူးဆိုတော့အစားတော့ဦးစင်ကတော့ချင်းချင်းပြေးလဲစေချင်တာဟုတ်ပြညီညွတ်စေချင်တာပေါ့နော်ဒီတောင်းမှန်တာကတော့ဦးစင်တို့တိတယ်အဲ့လိုဒေါသမျိုးအဲ့ဒီလိုမာမာနာမျိုးတွေမလိုက်ငင်းညံတောင်းတာပေါ်မှာဖွင့်ထားတယ်နော်အဲ့ယုံစီတို့ဘာလို့ဟိုတောင်းတာနဲ့ငင်းညံကြနော်အဲ့ယုံယုံစီတို့တန်ဖို့တို့ ဲ့ဒီ gate တွေမှာဒီဘုံဘာလို့တောင်းပြောလဲမပီတီ gate တွေဖွင့်တာရှိတယ်။ဟဲ့အောင်ငါဘုံဘုကမင်းတို့ကောင်ဒီဖြစ်သွားကြည့်နေအတနာကြည့်ပြိုင်ဘာလို့တောင်းမပြောတာလဲ။အဲ့လိုကျတော့တတ်တယ်မရှိတော့။ကိုကိုဘုံဘုမင်းသိမှကြောက်လို့။တုံမြောင်ကြောက်တာ။ဒီချိန်မှာဒါဥစရနိုင်ငံရေးထိုးနှက်ချက်လို့ပဲဥစရမြင်တာလေ။တစ်ဖက်ဝန်တာအားရအောင်လှုပ်လိုက်တယ်လို့မြင်တာလေဥစရအမြင်တုံးနှက်ချက်က။ဘာဖြစ်လို့ဒီချိန်ကျမှဒါကြီးနဲ့ဒါကြီးနဲ့တင်းနေ။ငကိုကလေးကတင်လိုက်ပါလား။အရိဟန်နဲ့ပတ်သက်ပြီးလေကိုစောယူထွင်းကိုယ်တိုင်တိုင်ထားတာရှိရလေတိုင်ယုံမှာစားစားတွေအားလုံးလည်းဥစဉ်စီမှာရှိတယ်လေ ဒါကိုဦးစင်းကပြောပြတာလေဒီချိန်ကြီးမှာအာဒါကြီးကောက်တင်နေတာမလိုင်ရလှုပ်လိုက်တာဗလဲပုံမှာမလိုင်ရပုံမှုရဲ့လုတ်ချက်သူတောင်းမှန်တယ်တောင်းမှန်လဲဒါတမ်းမတော်ရဲ့ဤစည်းကမ်းဥပဒေရာသူ့ကိုတရားစွဲရမှာသူ့အရေးယူရမှာအတမ်းမတော်ရဲ့အလုပ်တိုင်မင်းတမ်းမတော်အရေးယူရမှာတမ်းမတော်ရဲ့အလုပ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိထီလာပြည်သူစစ်ကောင်းဆောင်ဖန်စီခံရမှုနဲ့ပတ်သက်ပြီးပောက်ကိုရောကပြည်သူစစ်မာတယ်ဘုံမူကလေးစားဖို့ကောင်းတယ်ရာဇာကဘုံမူမာတယ်ပြည်သူစစ်မှန်တယ်စသဖြင့်ညှင်းခုန်နေကြတဲ့ရုပ်တံတွေနဲ့အတူအမြန်လန်းတောင်မူလမ်းပိုင်းကြီးနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ ရန်ကုန်မန္တလေးအမြန်လမ်းတောင်ငူမြို့နယ်လမ်းပိုင်းနီးတွင်စစ်ကောင်စီတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်များနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီးနေအိမ်၄ရာကျော်ရှိသည့်စပားကျွက်ကြီးရွာကိုစစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မိရှုဖျက်ဆီးနေကြောင်းသတင်းရရှိသည်။အမြန်လမ်း184မိုင်နှင့်စပားကျွက်ကြီးရွာအနီးတွင်မေလ23ရက်နေ့ကစ၍တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါနေရာဝန်းကျင်ရှိကျက်ရိုးပင်ရွာ တောပူရွာစည်းပင်သားငုံမင်းကြီးရွာတို့မှဒေသခံများထွက်ပြေးတင်းရှောင်နေကြရကြောင်းသိရသည်စပားကျွယ်ဆိုရာရွာကြီးအဲ့ရွာကိုအခုစစ်တပ်ကမီးရှို့လိုက်ပြီးဒေသခံတွေအကုန်ထွက်ပြေးနေရတဲ့တိုက်ပွဲကရွာနဲ့ခက်လန်းလန်းမှဖြစ်တာပါဟုတောင်ငူမြို့ဒေသခံတအူကပြောသည်တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည်တောင်ငူမြို့အနောက်ဘက်အမြန်လန်းနီးတအားခွဲရုံနဲ့လည်းနီးပြီးယနေ့မေလ24ရက် မွန်လွဲနှစ်နာရီခန့်အထိလက်နက်ကြီးပစ်ခတ်တံများကြားနေရသည်ဟုတောင်ငူမြို့ပေါ်မှသတင်းရင်းမြစ်ကဆိုသည်စစ်ကောင်စီတပ်သည်အမြန်လမ်းမကြီးအနီးကံပေါက်ကြီးကြေးရွာမှ အမြောက်ကား၃စီးဖြင့်ပစ်ကူပေးနေပြီးဂျက်ဖိုက်တာဖြင့်လည်းဘုံကျဲနေကြောင်းသတင်းရရှိသည်အခုတင်တောင်ငူလေးတပ်ကနေဂျက်ဖိုက်တာတက်သွားပြန်ပြီးဟုတောင်ငူမြို့ခံတအူးကမွန်လွဲနှစ်နာရီခန့်တွင်ပြောသည်စပားကြွယ်ကြေးရွာမီလောင်နေသည့်အခြေအနေကို ငိမ့်တက်နိုင်ခြင်းမရှိဘဲနေအိမ်များအမီကူးဆက်နေကြောင်းနေ့လယ်တနာရီခန့်ကစ၍မိုးရွာနေပြီးလေပြင်းတိုက်ခတ်နေကြောင်းဒေသခံများကပြောသည်တိုက်ပွဲဖြစ်နေတဲ့ရွာတွေကအမြန်လန်းနဲ့ငါးမိုင်ခန့်ဝေးတယ်အခုထက်ထိတော့လမ်းကသွားလို့ရနေသေးတယ်ဟုအမြန်လန်းအုံပြုသည့်ခီးတရင်ယုံမောင်းတူကပြောသည်လက်တလောပကူးတိုင်းတွင်တောင်ငူမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေသလိုကြောက်ကြီးရွှေချင်းနယ်တလင်းမင်းလာမြို့နယ်တို့တွင်လည်းစစ်ရေးတင်းမာနေပြီးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်နေ တဲ့ရက်ဒီတော့ကျွန်တော်ရန်ကုန်ပြည်သူစီဝင်ကြီးမှာလူနာဆောင်သွားလုပ်ပေးတယ်ပေါ့နော်။ဒါတော့ဘသူ့ဆောင်တာလဲဘာကြောင့်ဆောင်တာလဲတော့ကျွန်တော်လည်းမပြောတော့သေးသေး။ပြောချင်တာဒီကာလာထဲမှာကျွန်တော်တော်တော်လေးအဆက်အသွယ်ပြတ်တယ်။ပြတ်တယ်ဆိုရှင်းပြရင်ကျွန်တော်လူနာကိုအာယုံစိုက်နေရတာနဲ့နိုင်ငံရေးနဲ့ပတ်သက်လို့ကျွန်တော်ဘာမှသိမကြည့်ပြဘူး။နောက်ဝင်လဲမပြောပြတ်တယ်လို့လေးလဲမလေးလာဘူး။တီးလဲမတီးဘူး။ဆိုတော့ဒီလိုဖြစ်နေတဲ့အချိန်တော်တိမ်မှာကျွန်တော်တို့ပုဂ္ဂိုလ်ရဲ့နောက်ချမ်းကအာတချို့ချို့သောနေရာလေးမှာတိုက်ပွဲဖြစ်စဉ်လေးတွေဖြစ်တာလေးတွေရှိတယ်။ကျွန်တော်ရှိလှမ်းပြီးတော့ ပြောကြတော့အရေးပေါ်အနေနဲ့သူသက်ဆိုင်ရာမျိုးနဲ့ဒီမှာဆက်ဖားတွေတော့ကျွန်တော်လှမ်းပြီးတော့ပြောလိုက်ပါတယ်ဒီလိုလိုလေးတော့တရင်ကြားတယ်ဒီလိုလေးတော့ရှိတယ်ဒါတော့ပဲကျွန်တော်တို့ချုပ်ကြီးမမဘာမှမပြောပြဘူးဆိုတော့ဒီပြီးခဲ့တဲ့တရက်နှစ်လောက်ကပေါ့အကျွန်တော်ညီမတယောက်ကကျွန်တော်ရှိအောင်ဖုန်းဆက်လာတယ်ကိုကြီးနဲ့မိတ်ကြီးလာဖြစ်စဉ်လေးတိပြီးသွားပြီလားဆိုတီးဘူးလို့ငါ line လည်းမတက်ဘူး facebook လည်းမသုံး tiktok တောင်တစ်ခါတလေမှငါတက်ကြည့်တာလို့ငါဘာမှမသုံးပြဘူးဆိုအဲ့ဆိုရင်ကိုကြီးကြည့်ကြည့်ပါဦးနဲ့ဒီလိုအခြေအနေကဒီလိုဒီကြောင်းလေးရှိတယ်ဆိုတော့တေရောတေကြလို့လား အပေးကြတယ်တော့ဗီဒီယိုဖိုင်တောင်တင်ထားတာအဲ့ဒါဆိုအဲ့ဒီဗီဒီယိုဖိုင်လင့်လေးငါ့ရှီကိုပို့လိုက်စမ်းပါကျွန်တော်ဗီဒီယိုဖိုင်လင့်လေးတောင်းလိုက်တယ်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်ကြည့်လိုက်ရတယ်ဆိုတော့ကျွန်တော်တခါပြောခဲ့ပူပါတယ်ပြဿနာတစ်ခုဖြစ်ပြီဆိုရင်ပြဿနာရဲ့ရင်းမြစ်ကိုအရင်ရှာပါလို့ကျွန်တော်ပြောခဲ့ပူတယ်အဲ့တော့ကျွန်တော်တို့ကညည်စီခြင်းနဲ့အပိုင်းသိစီခြင်းနဲ့အပိုင်းဒီအပိုင်းလေးတွေကိုပဲမြင်ပြီးတော့ဒေါသထွက်လို့မရပါဘူးဆိုတော့အခုမက်ဒီလာမှာပေါ့နော်ဒါပြည်သူစစ်လုံခြုံရေးခိမ့်နေဒါမလှိုင်ဘက်ကညနေ ကပုံမှုတယောက်နဲ့အခြေတင်ပြဿနာအငင်းပွားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုအာကျွန်တော်ညီကောင်မတွေလိုင်းပေါ်မှာမြင်ရမှာဆိုအဲ့ဒီဗီဒီယိုဖိုင်မှာဘသူမှန်းနေဘသူမှားတယ်ကျွန်တော်ဝေဖန်နေမှာမဟုတ်ဘူးကျွန်တော်ပြောနေမှာမဟုတ်ဘူးအကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာကိုပဲဒီဖြစ်စဉ်ပေါ်မှာသုံးသပ်ပြီးကျွန်တော်ပြောသွားမှာဆိုတော့ပြဿနာဘယ်ကဆက်ဖြစ်တယ်လဲဆိုတာကိုတင်ထားတာမတွေ့ရဘူးပြဿနာဖြစ်တဲ့အချိန်မှာဒေါသနဲ့ပြောနေတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့မြင်ရတယ် ဲ့ဒီဗီဒီယိုဖိုင်ရဲ့နောက်မှာဘာတွေဆက်ဖြစ်လဲဆိုတာကျွန်တော်တို့မမြင်အောင်ဆိုတော့ဒီအကြောင်းအရာကိုမပြောခင်မှာတစ်ချိန်လုံးကကျွန်တော်တို့အာနိုင်ငံရေးအခင်းကြီးနေ2021เนาะဒီအာနာထိမှုဖြစ်စဉ်တွေအပြီးနောက်ပိုင်းမှာဆန္ဒပြမှုတွေတော့ဆန္ဒပြမှုတွေကိုအင်အားသုံးဖြိုခွဲတာဒါတွေမှာဘာကြောင့်ဖြိုခွဲရတာလဲဆိုတဲ့အကြောင်းအရာတွေကိုဘယ်သူမှမကြိုက်ပြဘူးအဲ့တော့ရဲတပ်ဖွဲ့တွေလုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့ဒီအကြမ်းဒီဟိုဟာတွေဆန္ဒပြနေတဲ့လူတွေကိုဖြိုခွဲတဲ့ဗီဒီယိုဖိုင်တွေပဲလိုင်းမောတက်လာတယ်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာမပါဘူး ဖြိုခွဲတဲ့အကြောင်းအရာကိုပြပြပြီးမှဘလို့လုံနေပါတယ်ဆိုတာမျိုးပြတယ်လူတွေကကိုမြင်စေခြင်းနဲ့အပိုင်းကိုမြင်ပြီးတော့ဒေါသတွေထွက်ကြတယ်ဆိုတော့ဖြစ်စဉ်ဒီကနေ့အဲဒီမိတ်တိလာမှဖြစ်သွားတဲ့ဖြစ်စဉ်လေးပေါ့နော်ကျွန်တော်နားလည်တဲ့လောက်ပြောရမယ်ဆိုရင်အုတ်ချွေရန်ရီမှာဒီတန္တရအမိတ်ဆိုတာရှိတယ်တက်ဆိုင်ရာတိုင်းဒေသကြီးပြည်တော်စုဆိုရတော့ပြည်တော်စုဆိုရသူ့ရဲ့ဥပဒေနဲ့နေဥပဒေနဲ့ထုတ်ပြန်တဲ့အမိတ်ညွှန်ကြားချက်တွေရှိမှာပဲဆိုတိုင်းဒေသကြီးအစိုးရလည်းတိုင်းဒေသကြီးအစိုးရအလျောက်သူ့ရဲ့တိုင်းအတွင်းမှာလိုက်နာရမယ့်ဒေသန္တရအမိတ်နေသူထုတ်ပြန်တာ ခရိုင်ဆိုလည်းဒီလိုပဲသူ့ခရိုင်အလိုက်ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ဒေသနာအမိန့်ထုတ်ပြန်ပါမြို့နယ်ဆိုလည်းဒီလိုပဲသူ့မြို့နယ်အလိုက်မြို့နယ်အုပ်ချုပ်ရေးမှူးကနေသူ့မြို့နယ်အတွင်းမှာဆောင်ရွက်ရှောင်းရှားနေဒေသနာအမိန့်နေထုတ်ပြန်ဒါတွေကျွန်တော်တို့ကလိုက်နာရမှာပဲနောက်ဆုံးကြေးရွာအထိရက်ွက်အုပ်ချုပ်ရေးမှူးကြေးရွာအုပ်ချုပ်မှာသူ့ကြေးရွာထဲမှာသူ့ရဲ့ဒေသနာအမိန့်နော်နိုင်ငံတော်ကချမှတ်ထားတဲ့စီမင်းဥပဒေတွေနဲ့နော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမလွန်ဆန်မဲတရားမျှတတဲ့ဒေသနာအမိန့်တွေကိုသူချမှတ်မှာပဲပြောလို့ရင်းတဲ့ဘောကဖြစ်စဉ်ကဘလို့ကနေစဖြစ်တယ်လဲတော့ ကျွန်တော်မသိဘူးဒါပေမဲ့ဒီ video file ကိုကြည့်လိုက်ရတဲ့အချိန်မှာကမ်းမှန်ချခိုင်းတဲ့ပြဿနာပေါ့နော်အပြည်သူစစ်ကဒါတို့ရဲ့ဒေသန္တရအမိတ်ရမိတိလာမျိုးနယ်တွေကိုဖျက်ဆီးသွားတဲ့ကားတွေအလုံးမှန်ချစီးရမယ်ဆိုတဲ့ဒေသန္တရအမိတ်တရားဝင်စာရှိရင်လည်းရှိမယ်နှုတ်မိတ်နဲ့လည်းဖြင်းဖြစ်မယ်ဆိုတော့အဲ့ဒီအမိတ်တိုင်းတို့ကလည်းကားတွေကိုမှန်ချခိုင်းမယ်တစ်ဖက်ကလည်းရရှိတယောက်လက်ရှိတက်မတော်မှာတောင်းထားသူပြောတဲ့ insert ပဲပေါ့နော် insert ပဲတောင်းထားဆောင်တဲ့ရရှိတယောက်ငါရရှိချက်ကိုခိုင်းရမလားဆိုတဲ့ပုံစံနဲ့သူပြောလိုက် ဆိုတော့ဒီနေရာလေးမှာကျွန်တော်တစ်ချက်စဉ်းစားစီရရှိတာတောင်ဝင်ရမှန်ချစီးပါလို့ပြောလို့မှန်ချစီးဘာပြဿနာမှမရှိဘူးမိတိလာမျိုးထဲမှာဘေးရနေကင်းရှင်းနေလုံမျိုးကြီးစိတ်ချရတယ်ဆိုတော့မြမနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမြမတပ်ပတော်တွေနဲ့ပြည်သူစစ်မှုထမ်းနော်ဒီပြည်သူစစ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့လုံမျိုးကြီးတောင်ဝင်ယူပေးထားဖြစ်တဲ့အတွက်မိတိလာမျိုးတွေမှာအနေကင်းနေဆိုတော့သူကမျိုးရဲကိုသွားမှာ ကားကမှန်ချပြီးမောင်းဆိုရင်မှန်ချမောင်းလဲသူ့တဲ့ပြဿနာမရှိဘူး။ဘာဖြစ်လို့ဒီပုဂ္ဂိုလ်ကမှန်ချမမောင်းနိုင်ရတာလဲ။ထားသူဒီမလိုင်းကိုအုပ်ချုပ်နေတယ်ထားပြီ။အဲကျွန်တော်ပြန်မေးကြည့်တာပေါ့နော်။အခုလက်ရှိကျွန်တော်တို့နောက်ဆုံးရတဲ့သတင်းရဆိုရင်ဒါနှစ်ဖက်အယူဆောင်ရွက်မှုတွေစစ်ခုံရုံးနဲ့တွားမယ်လို့လည်းကြားတယ်။ဒီသတင်းကကောလာဟလာလာတကယ်ဖြစ်မလားတော့ကျွန်တော်လည်းအပြောတော့ဘာကြောင့်လဲတချို့တချို့သောစီးရင်းနဲ့ပတ်သက်တဲ့စစ်ခုံရုံးတွေကဟိုအပြင်ကိုပြုလင်းမြင်တာထုတ်ပြတာမျိုးမဟုတ်တော့ကျွန်တော်တို့လည်းမသိနိုင်ဘူး။ဆိုတော့ထားပါပြောချင်တာက ဲ့ဘုံမူကမိတိလာကိုတောင်းနေလာတာလားဟုတ်ပြီမိတိလာဆိုတော့သူဒီမလှိုင်းမနေတာဆိုမြင်းညံခရိုင်ထဲမှာပါအောင်ပေါ့မြင်းညံခရိုင်ခဆဖာရဲ့အမိတ်နဲ့လာလာလားသူတောင်းဝင်ကြတဲ့နေရာကြီးကိုထားပြီးတော့ဘုသူခမီးချက်မှမရဘဲနဲ့မိတိလာကိုလာခဲ့တဲ့ဆိုရင်သူ့မှာပြစ်ရှိတာပေါ့နောက်တစ်ခုသူ့ရဲ့ကားကနိုင်ငံတော်ထုတ်ပေးထားတဲ့မော်တော်ကားမဟုတ်ဘူး ်တဆိုင်ရာရာတို့အစင်လိုက်စီးရမယ်ကားမဟုတ်တာ ဖြစ်တဲ့အတွက် အရက်ကားနဲ့လာရင်တဆိုင်ရာတားမှာပဲပြောပါပဲအင်ဂျင်လေးကိုဘယ်တက်ကပါကွာဘယ်သူပါကွာဆိုရင်ပြပြလေးလေးပါပဲငါမင်းတို့ဘာလို့တန်းငါဘယ်သူမှတ်လို့လဲမန်တက်ရင်တော့အဆင်ပြေဘူးနော်ဆိုတော့ဥတော်ဝန်သူလုပ်နေတဲ့လူတွေဒီလိုပြောလို့အရေးယူခံရဆိုရင်ဘယ်သူကပြောချင်တော့မှလဲဘယ်သူကလှုပ်ချင်တော့မှလဲဥပဒေဆိုတာဘာလဲညွန်ကြက်ချက်ဆိုတာဘာလဲဒေသနာအမိန့်တွေဆိုတာအတုံးမဝင်တော့ဘူးလားမေးချင်ရှိလားဆိုတော့ကျွန်တော်တို့က ဒီနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဘယ်အပိုက်ကိုကျွန်တော်တို့ကယုံကြည်ပြီးတော့နေရမှာလဲတော့ရသတချင်းဖြစ်ခဲ့ဘူးလေနော်အခုဖြစ်စဉ်ကလည်းရသဖြစ်ခဲ့တယ်လို့ဖြစ်စဉ်မျိုးပဲရသတုံးကလည်းအပြေဘရောင်းနော်နတ်တလင်းပေါင်းတယ်တခြားဥပပဟုံးတို့ကြီးအကြံပေးဖွဲ့စည်းနဲ့ပတ်သက်တာလေရသအများကြီးတည်င်းပေးခဲ့ဘူးတဲ့အများကြီးဖော်ခဲ့ဘူးတဲ့ကိုတိုင်ကိုလိုက်ဖမ်းဘူးကြီးကိုတိုင်ကိုအမှုစတဲ့ထဲမှာဝင်လို့ဖူးတယ်ဆိုပြင်းမြုပ်မှနေတဲ့လူတွေဟိုဖန်စီတိတ်နေခံတဲ့ပုံကတော်တော်များများ ရထောက်တည်ကြတယ်။ရုံးမပေါ်မှာရရောက်နေတဲ့ PDF တော်တော်များများရထောက်တည်ကြတယ်။ဒါပေမဲ့ရသာအယူခံရတယ်။အခုမိတ်လက်ပြည်သူစစ်ခေါင်းဆောင်လဲဒီပုံစံမျိုးဖြစ်နေပြီ။တောင်းပေးတဲ့ကျမအင်ဂျင်လေးလောက်ဝမ်းပြူလောက်ဖြစ်လာတော့တောင်းမခံတော့မကောင်းဒီလိုသာဆိုရင်အခုဒီကပြောချင်တဲ့အကြောင်းအရာလာပြီနော်ဒီလိုသာဆိုရင်မြမတက်မတော်ကြီးပေါ့ချစ်ချစ်ချစ်ခင်လေးစားတဲ့မြမတက်မတော်ကြီးကိုထောက်ခံတဲ့မြမတက်မတော်အတွက် မိမိအသက်ကိုတော့ဗရဏမထားပဲနဲ့။ကိုကြီးဆောင်ရွက်ပေးနေတဲ့နိုင်ငံသားကောင်းတွေအတွက်ဘာအမှခံချက်မှမရှိဘူးပေါ့။ဆိုတော့ဘာအမှခံချက်မှမရှိတဲ့အလုပ်တစ်ခုကိုယ့်ကိုယ်အမုန်းခံပြီးကိုယ့်ဘဝအပြက်ခံပြီးဘာလို့လုပ်နေမှာလဲ။ရသမလုပ်တော့ဘူးဆိုတာလေ။အဲ့ဒါတွေလည်းပါတယ်။ရိုးရှင်းလေးပဲ။ဆိုတော့ရသတို့ကတော့အင်းနဲ့အားနဲ့ပြောတယ်၊သတင်းတွေပေးတယ်။ပေးတဲ့သတင်းတွေပေါ်မှာအလေးမထားဘူး။ဆိုမပေးတော့ဘူးရိုးရှင်းလေးပဲ။ကိုယ့်ကိုယ်ရှာလေး။ တို့မှာသတင်းပေးတဲ့လူတွေရှိပါတယ်။ယသာတို့မှာလည်းရှိတယ်။ယသာတို့ပြောခဲ့ဦးတယ်။အထက်ကထွက်လာခဲ့တဲ့အဲဒါပြောလိုက်ယသာပြောတဲ့အတိုင်း PDF ကစစ်ကြောင်းနေဖြန့်နေဘယ်မှာတော့ဘယ်ချိန်မှာမလုပ်တော့မယ်။ယသာအများတန်းပြောတယ်။ဒီစမှာပရမတ်ကတို့စီးရင်မြင့်လိမ့်မယ်။ရခိုင်ထိုးစစ်လာလိမ့်မယ်။မဖြစ်နိုင်ဘူးလို့ပြောတဲ့လူတွေအများကြီးပဲ။အခုကြည့်ညောင်ကျိုးတော်ကတ်လာပြီ။နော်။ဘကူတိုင်းနေနမိတ်ကိုနင်းနေပြီ။စထားတော့ကိုကြောင့်ပြောနေတာမဟုတ်ဘူး။အဓိကပြောနေတာအိမ်မိတိလာဖြစ်စဉ်။ဘယ်ကနေစဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့မသိဘူး။ ဘလို့ဆက်ဖြစ်သွားတယ်လဲဆိုတာကိုကျွန်တော်တို့မသိဘူးသို့တော့အဲ့ဒီအလဲမှာဖြစ်နေတဲ့အပိုင်းလေးတစ်ခုကိုကျွန်တော်တို့မြင်ရတယ်အဲ့ဒီမြင်ရတဲ့အပိုင်းလေးကိုကောက်နှုတ်သုံးသပ်ရမယ်ဆိုရင်မဖြစ်သင့်ဘူးဘာကြောင့်လဲယူနိဖောင်းပုံထားတဲ့အတူတူပြည်သူစစ်နဲ့နေကြတော့တပ်ဖွဲ့ကိုကရင်မူယုံရဲ့လက်အောက်မှာရှိတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာလက်ရှိနိုင်ငံရေးအခြေအနေအရတမတော်သားနဲ့မချတောင်းထမ်းဆောင်နေရတဲ့သူတွေရှင်းပြရင် ုပန်သားချင်းဘာဖြစ်လို့ပြောင်းလှဲ့มาလဲဘာဖြစ်လို့မန်းထောင်နေมาလဲအဲ့ဒီလိုဒေါသမျိုးအဲ့ဒီလိုမန်မာနာမျိုးတွေမလိုက်မြင်းညံတောင်သားပေါ်မှာဖွင့်ထားတဲ့เนาะအဲ့ရုံးစီတို့ဘာလို့ဟိုတောင်သားနဲ့မြင်းညံကြာเนาะအဲ့ရုံးရုံးစီတို့တန်ဖိုးတို့အဲ့ဒီဂိတ်တွေမှာဒီဘုံဘူးဘာလို့သွားမပြောလဲမပီတီရဲ့ဂိတ်တွေဖွင့်ထားရှိတယ်ဟဲ့အောင်ငါဘုံဘူးကမင်းတို့ကောင်နေဘာဖြစ်သွားကြည်နေအတနက်ကြီးပြိုက်ဘာလို့သွားမပြောတာလဲအဲ့လိုကျတော့တတ်တိမရှိတော့ကိုကိုဘုံဘူးမှန်းသိမှကြောက်လို့တုံညံကြောက်တာပြောချင်တာ ကိုတက်ဖို့ဝင်ချင်းချင်းပေါ်မှာငင်းညာစစ်တီတွေအများနဲ့တက်ဖို့ဝင်ဖြစ်နေရင်တော့နာကြီးစိတ်နဲ့တက်ဖို့ကြီးကိုစွန့်ခွာမသွားဖို့စီယုံရင်းနဲ့အုပ်ချုပ်ရမယ်အနေထားအဲ့တော့လာစာမြေရိတ်ခါမရပဲနဲ့ပြည်သူစစ်တက်ဖို့ဝင်တယောက်အနေနဲ့စွန့်လွတ်ပြီးတော့တောင်းထမ်းဆောင်နေတာပို့ပြီးတော့ကိုရီးယားခရုဆိုက်ရမယ်သူတို့ရဲ့အင်အားတွေသူတို့ရဲ့လုပ်အားတွေသူတို့ရဲ့တပ်တီတွေသူတို့ရဲ့စွမ်းရည်တွေနဲ့ အဖတ်တလန်ကနေကိုတွေကိုကူညီနေတာကိုကနားလည်ပြရမှာအော်သူတို့တောင်းထမ်းဆောင်နေပါလားဆိုတော့စိတ်ဓာတ်နဲ့ကိုပခုံးမှတင်ထားတဲ့ယာရုနဲ့ကိုတတ်ထားတဲ့ပညာအရေးရှင်နဲ့လျော်ညီတဲ့သဘောထားကြီးမြတ်မှုနဲ့စကားပြောပါမှာစိုက်ကားသမားလိုမျိုးလမ်းပြကူလီကောင်းလိုမျိုးရန်တွေ့နေလို့မရောက်ငါပါလဲသူပါလဲမာနတွေနဲ့ဒေါသတွေကိုအချင်းချင်းပြနေမဲ့အစားရန်သူရှေ့မှာပြရင် တိတ်အသုံးဝင်နေဆိုတော့အဲ့ဒီဘုံမူပြောချင်တာသူနေတဲ့မလိုင်ရနေတိတ်မဝေးတဲ့ရုံးစီနဲ့တောင်သားကြားကတန်ဖိုးဆိုတဲ့နေရာလေးမှာပီရက်ကိတ်ဖွင့်ထားတယ်။သွားပြောကြည့်ပါလားလို့မေတ္တာရခံကြည့်တာ။အဲ့တော့ကိုယ့်ချင်းချင်းကိုယ့်လက်အောက်ကစစ်တီတွေအဲ့စစ်တီတွေကိုကိုကြီးအားဖြစ်နေတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုခုလိုမျိုးမာနိုင်ထောင်လာပြီးတော့ပြောနေမယ်အစားမိမိစန့်ကျင်ဘက်ရန်သူရှိမှာအဲ့ဒေါသတွေအဲ့ဒီမာနတွေ ပေါက်ွက်ကြည့်လိုက်ပါလားဘလို့အတုံးဝင်မလဲလို့ဆိုတော့ဒီပုံစံတိုင်းဒီနေသားမျိုးတိုင်းသာအများကြီးဆက်ဖြစ်နေပဲဆိုရင်တမတော်ရဲ့စုပ်ရီ51ဆိုတာကိုပြည်သူတွေယုံကြည်ဖို့ခက်လာလိမ့်မယ်နိုင်ငံတော်ပစိအချုပ်ကိုခြေကဥပဒေမှာပြထားတဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေနိုင်ငံတော်ရဲ့လုံခြုံရေးကိုနိုင်ငံသားနဲ့ကာကွယ်ရန်တာဝန်ရှိသည်ဆိုတဲ့ကြံတန်းချက်တွေဟာအလကားဖြစ်သွားမလားလို့တော့ထင်ရတယ်ပြောချင်တာလားကိုဘကူကိုအချင်းချင်း ကိုအိမ်သားချင်းကိုညီကိုချင်းကိုတွေးတောက်အချင်းချင်းဒေါသတွေထွက်မာနတွေထောင်သွားပြီပါဝါရီပြနေမဲ့အစားအဲ့ဒီဒေါသတွေမာနတွေနေရန်သူတို့အတုံးချိုင်းအင်တန်ကျိုးရှိမယ်ဒေါသထွက်တဲ့နေရာ ပါဝါပြတဲ့နေရာမန်တက်တဲ့နေရာမှားနေတယ်မျက်နှာချင်းဆိုင်တဲ့နေရာမှားနေတယ်ဆိုတဲ့အကြောင်းအရာကိုဒီကနေ့မှာထောက်ပြပြောချင်တာ